င်္ဂလာပါရှင်။ဘာမှခိတဲ့တဲ့ရင်ဌာနကနေအော်တိုဘာလ15ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့တဝဲမျိုးနယ်အမတ်300ရနှစ်တရံမှာလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာသောစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်မှ9ဦးသေဆုံးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒဂွေမြို့နယ်အမှတ်302တရံမှာလက်နေခရံပို့ဆောင်ရန်ထွက်လာသောစစ်ကြောင်းကိုဂျာဖြတ်တိုက်ခိုက်ရာအချံဖက်စစ်တပ်မှ9ဦးသေဆုံးခဲ့ကြောင်းဒူရကစစ်ကြောင်းမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလ73ရက်နေ့နနက်10နာရီခန့်တွင်ဒဂွေမြို့နယ်မောင်မေရှောင်ကျေးရွာတွင်ရှိအမှတ်302တရံမှလက်နေခရံပို့ဆောင်ရန်ထွက်လာသောအင်အား100ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကဂျာဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုးတိုက်ခိုင်းမှုအတွင်အကြံဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ပြီးဒဝဲမျိုးသားလူမျိုးရေးတပ်တော် DNLE ဒူရကစစ်ကြောင်းမှတော်လရဲရဲပေါ်များအထိကိမ့်ရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။မောင်မေရှောင်ကျေးရွာအတွင်းမှရှိတဲ့အမတ်တ300နှစ်တရင်ကလက်နက်ခဲယံပို့ဆောင်ဖို့ထွက်လာတဲ့အင်အားတရာပါစစ်ခွေးစစ်ကြောင်းကိုချားပြတ်တိုက်ခိုက်ခဲ့တာစစ်ခွေး9ကောင်သေဆုံးတယ်သိရတယ်ဟုဒူရကစစ်ကြောင်းမှတာဝန်ရှိသူကပြောဆိုပါတယ်။ပြည်သူများအနေဖြင့်တနင်္ဂနွေလုံးအတိုင်းတာစစ်ရေးများအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့် စည်ရေးအထူးသတိပြုသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားကြောင်းခနင်းသားတိုင်းအတွင်အကြံဖတ်စစ်တပ်မှအချိန်မရွေးလေးချောင်းအသုံးပြုတိုက်ခိုက်မှုများရှိလာနိုင်သောကြောင့်ပြည်သူများအနေဖြင့်လေးချောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်သည့်သတင်းချက်လက်များကိုလိုက်နာကြင်ကြံကြပါရန်နှင့်တော်လန်ရေးစည်ရေးအရှိန်မြင့်လာသည့်နှင့်အမျှပြည်သူပံအမတ်တရားဘက်ရက်တီလိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ခွင်ခုလုံး၍အမြန်ဆုံးဖူးပေါင်းပေးကြပါရန်ဒုရကစစ်ကြောင်းကတိုက်တွန်းထားပါသည်ဆလပီ အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စု၏ရွေးကောက်ပွဲကိုပြပြတတညင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံသား၏ဝင်ကြီးဟောင်းနှစ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်။အာဆီယံအနေဖြင့်မြန်မာစစ်အုပ်စု၏ရွေးကောက်ပွဲကိုပြပြတတညင်းပယ်ရန်မလေးရှားနှင့်ထိုင်းနိုင်ငံသား၏ဝင်ကြီးဟောင်းနှစ်ဦးနှင့်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကယနေ့ညချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါရယ်။ အဆိုပါကြေညာချက်ကိုမလေးရှားနိုင်ငံသားယဝင်ကြီးဟောင်းဂျာတူဇရင်စာဂူတင်အဘူလာထိုင်းနိုင်ငံနိုင်ငံသားယဝင်ကြီးဟောင်းခွန်ကာစစ်ဖီရိုမီယာနှင့်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM အဖွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးရခုအောက်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလန်လပူမြို့တွင် ပြုလုပ်မည့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်စေအုပ်စုယထုရောင်ရွေးကောက်ပွဲကိုဖျက်ဖျက်သားသားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများပြန်လည်သုံးသပ်သတ်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် အောက်တိုဘာ9ရက်နေ့မလေးရှားနိုင်ငံသားယူဝင်ကြီးမိုဟာမက်ဟာဆန်ဤနေပြည်တော်ခီးစင်တွင်မြန်မာနိုင်ငံတွင်ကျင်းပမယ်ရွေးကောက်ပွဲနှင့်ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင့်တာမှုနှင့်ယုံကြည်စိတ်ချရသောလုပ်ငန်းစဉ်များအတွက်အနိုင်ဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ဝန်ကျင်းပတင်ကြောင်းနိုင်ငံရေးပါတီများအလုံးကပါဝင်ဆောင်ရွက်တင်ကြောင်းစေုပ်စုကိုတိုက်တွန်းခဲ့ပါသည်မလေးရှားနိုင်ငံသားယူဝင်ကြီးထုတ်ဖော်ပြောဆိုခဲ့သောစံသမတ်ချက်များနှင့်စေုပ်စုကဒီဇင်ဘာလ28ရက်နေ့တွင် စတင်ရန်စီစဉ်ထားသောရွေးကောက်ပွဲကမကိုက်ညီသဖြင့်အာဆီယံကဆေးအုပ်စု၏ရွေးကောက်ပွဲကိုပြပြတသားပယ်ချရမည်ဖြစ်ကြောင်းအကယ်၍အာဆီယံကဆေးအုပ်စု၏ရွေးကောက်ပွဲကိုမပယ်ချလျင်မြန်မာပြည်သူများအပေါ်တစ်ဆာဖောက်လိုက်ခြင်းဖြစ်ပြီးဒေသတွင်မှရက်ဆက်ကြမ်းကြုတ်သောစစ်အာဏာရှင်ကိုစူးချခြင်းဖြစ်လိမ့်မည်ဟုသတိပေးသည် ်ဆေအိုစုကမလေးရှားနိုင်ငံသား၏ဝင်ကြီးဤခီးစင်ကိုလိမ့်လေဝါဒဖြန့်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များဆေလွတ်မီဟုကြေပြုခဲ့သည့်ဝါဒဖြန့်ပြောင်ပြောင်တင်းတင်းလိမ့်လေခြင်းမှာတရားဝင်မှုရရှိရေးကြိုးပမ်းမှုတရက်ဖြစ်ကြောင်းထောက်ပြထားသည်မြန်မာဆေးဥစုက အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရန်ပြက်ကွက်ခဲ့မှုမှာအာဆီယံအကြရှုံမှုအဖြစ်ဝန်ခံရမည်ဖြစ်ပြီးဒေတာရင်းနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတိုးပွားလာစေခြင်းအပွဲဝင်နိုင်ငံများအကြားအနာကက်စစ်အာဏာသိမ်းမှုဖြစ်လာစေရန် ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းပြည်သူထောင်ချီတက်ဖြတ်ခြင်းကိုလှစ်လူရှုခြင်းနှင့်အာဆီယံအနေဖြင့်မိမိအဖွဲ့အတွင်အရေးကြီးသောစုံဖြတ်ချက်များကိုဥဆောင်ထိန်းချုပ်ရန်အင်အားနှင့်ဩစာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါသည်အာနာသိန်းစုပ်ချုပ်ရေး၏အကြံဖတ်မှုများအမြင့်ဆုံးအဆင့်သို့ရောက်လာသည့်အချိန်တွင်အတူရောင်ရွေးကောက်ပွဲမှလည်းနီးကပ်လာနေသောကြောင့်အာဆီယံအဖွဲ့အနေဖြင့်လှုံ့ဆော်နိုင်သည့်နောက်ဆုံးအခွင့်အရေးတစ်ခုပဲကျန်ရှိတော့ကြောင်း ပထမဦးစွာအာဆီယံသည်စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြပြတသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းတွင်ပါဝင်ပတ်သက်ခြင်းမရှိရနှင့်ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမည်ဖြစ်ကြောင်းစစ်မှန်ပြီးအားလုံးပါဝင်နိုင်သောငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအားလုံးလှုပ်ပေးရန်တရားဝင်နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်ရန်တိုက်ပွဲများရက်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရသောတိုင်းနိုင်ငံလုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲများကို မြန်မာနိုင်ငံတွင်ကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါတယ်။ထို့ပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမဖို့ရန်နဲ့မြန်မာစစ်တပ်ကိုရှုံချမှုမှာခင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမည်ဖြစ်ကြောင်းစစ်တပ်ကိုယ်စားလှယ်များနှင့်စစ်တပ်ကောင်ဆောင်များကိုအာဆီယံအစည်းအဝေးတိုင်းတွင်ပိတ်ပင်မှုများတိုးချက်ရန်လည်းတိုက်တွန်းထားပါတယ်။တတိယအနေဖြင့်အာဆီယံကမြန်မာနိုင်ငံအပေါ်ရှင်းလင်းပြတ်သားသောနောက်ဆုံးဂိမ်းဖြစ်သည့်မဟာဗျူဟာတတိယကိုစတင်ရန် 48ကျိန်မြောက်ထိပ်သီးအစည်းအဝေးကိုအသုံးပြုရမည်ဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနှင့်အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးတန်တမန်တန်ရှရီအော်ဒမန်ဟာဆင်နှင့်အတူအာဆီယံအရေးယူဆောင်ရွက်မှုများပါဝင်သည့်မူဝါဒများကိုချမှတ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါသည်အထူးသဖြင့်လေချောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံ၏အကျဉ်းသားအလုံးကိုချက်ချင်းပြတ်လွတ်ပေးရင်အာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတနိုင်ငံလုံးအပြည့်အခက်ရည်စည်ရေးကို နိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေသည့်ထိုက်ခိုက်မှုအလုံးကိုချက်ချင်းရပ်နိုင်စေရန်တန်တမာရေးရာကြိုးပမ်းမှုများကိုအချိန်မြင့်ဆောင်ရွက်ရန်တို့ပါဝင်ပါသည်ဆလဘီတီဘောနှမောက်တောင်တာနှင့်ဝက်လက်မျိုးနယ်ရှိကြီးရွာများကိုစစ်တပ်ကလေရင်ဂျိုင်ရိုကော့ပတာ စက်တက်လီတို့ဖြင့်ဇက်တိုက်ပုံကျင်းနေတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တီဘောမျိုးနယ်နန်ဟူးနယ်ကြီးရွာနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း SSPB ကထုတ်ပြန်ထားပါတယ်။ ယနေ့အောက်တိုဘာလ14ရက်နေ့ညနေ4:30မိနစ်ခန့်တွင်ဒီပေါ်မြို့နယ်နန်ဟူးနယ်ကျေးရွာနီကိုအကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်၏ပုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။အလားတူစကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသားကြီးကျေးရွာကိုလည်းအကြမ်းဖက်စစ်တပ်ကယနေ့နံနက်ပိုင်းမှစတင်ပြီးညပိုင်းထိလေရင်စက်တပ်လေတီများဖြင့်နှစ်ရက်ဆက်ပုံကျဲတိုက်ခိုက်နေကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါသည်။ ရှနေ့အောက်တိုဘာလ14ရက်နေ့တွင်နနက်9:25မိနစ်မှည9:00နာရီအထိအကြမ်းဖက်စစ်တပ်ကရွာသားကြီးရွာကို Jet Fighter Gyro Cobra တို့ဖြင့်စက်တိုက်ပုံကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ရှမနီအကြံဖက်စစ်တပ်ကရွာသားကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူများလည်းရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ ထို့ပြင်မန္တလေးတိုင်းတောင်သာမြို့နယ်ရှိတောင်ကျန်းရှိကျေးရွာများကိုအကြံဖက်စစ်တပ်ကစစ်တပ်လေဒီများဖြင့်ဖုံးကျက်တိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘလာ၁၂ရက်နေ့ည၇နာရီ၃၃မိနစ်မှာစတင်ပြီးအကြံဖတ်စစ်တပ်ကတောင်တာမြို့နယ်အရှိတောင်ကျန်းရှိကျေးရွာများကိုဘုံဆယ်လုံးချဲချတိုက်ခိုက်ခဲ့ကြောင်းအကြံဖတ်စစ်တပ်လေးချောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ထို့တူမကွေတိုင်းနမောက်မြို့နယ်အရှိကျန်းရှိစံကုန်းကျေးရွာအနီးကိုအကြံဖတ်စစ်တပ်ကစစ်တပ်လေးဒီ၃စီးဖြင့်ဘုံချဲတိုက်ခိုက်ခဲ့ကြောင်း People Different Organization နမောက်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘားလ73ရက်နေ့တွင်နမောင်မြို့နယ်ရှိကျန်းစံကုန်းကြီးရွာနီကိုအကြံဖတ်စစ်တပ်ကစစ်တပ်လီဒီ3စီးဖြင့်ဘုံရှစ်လုံးကျချတိုက်ခိုက်ခဲ့ကြောင်းအကြံဖတ်စစ်တပ်၏ဘုံကျတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိကြောင်းသိရပါတယ်။ပြည်သူတွေထိခိုက်မှုရှိဘူးလို့သိရပါတယ်။နေအိမ်ပျက်စီးတာမျိုးလည်းမရှိပါဘူး။စံကုန်းရွာရှိဘက်ဂျိုးပင်ရိုးလို့ခေါ်တဲ့တောတနေရာကိုကြာတာအထိခိုက်ပျက်စီးမရှိပါဘူးဟု People Different Organization နမောင်မှတာဝန်ရှိသူကပြောဆိုပါတယ်။ ဆက်လက်ပြီးဖေကုံမြို့နယ်ဘောရန်ရွာကိုစစ်တပ်နှင့် PNO အဖွဲ့ကမီးရှို့ဖျက်ဆီးမှုနေအိမ်များနှစ်ရက်ဆက်မီးလောင်နေပြီးရွာလုံးကျွနီးပါးမီးလောင်ပြားကျတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အဆက်ရှိဖေကုံမြို့နယ်ဘောရန်ရွာကိုအကြမ်းဖက်စစ်တပ်နှင့် PNO အဖွဲ့ကမီးရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်များနှစ်ရက်ဆက်မီးလောင်နေပြီးရွာလုံးကျွနီးပါးမီးလောင်ပြားကျခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ ရှမန်နီအော်တိုဘာလ23ရက်နေ့မွန်လွဲပိုင်းမှာစတင်ပြီးအကြံဖတ်စစ်တပ်နဲ့ PNO အဖွဲ့ကဖေကုံမြို့နယ်ဘောရံရွာကိုဝေရောက်စီးနေပြီးနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းထို့သောမိရှို့ဖျက်ဆီးခြင်းကြောင့်ယနေ့အော်တိုဘာလ14ရက်နေ့ထိနေအိမ်များမိလောင်နေကရွာလုံးကျွတ်ဒီပါမိလောင်ပြကျခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်ကမိရှို့ဖျက်ဆီးခြင်းကြောင်းနေအိမ်အများပြားမိလောင်ပျက်စီးထားပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလက်ရှိအချိန်ထိခြေရွာနေပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ စစ်ခွေးနဲ့ PNO အဖွဲ့တွေကတွေ့သမျှအိတ်တွေကိုအကုန်လိုက်ရှို့လို့နေအိမ်တွေမီကူးပြီးလောင်ကုန်တာကျွန်တော်တို့နနပိုင်းကအဝေးကလှမ်းမြင်ရတာတော့မီးမငိမ့်သေးဘူးပြည်သူတွေလည်းတိန်ရှောင်နေတော့ပဲလေပျက်စီးဆုံးရှုံးသွားတဲ့အိမ်အေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်အလားတူအကြံဖတ်စစ်တပ်နဲ့ PNO အဖွဲ့တီအော်တိုဘာလ10ရက်နေ့ကလည်းဖေကုံမြို့နယ်မြောက်စလုံးကျွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်အများပြားမီးလောင်ပြကြခဲ့ကြောင်းသိရပါတယ်